မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလမေရညချမ်းမိုးအစည်းဌာနမှာ2025ခုနှစ်မေလ28ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00ခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ37ဒီဂရီဆယ်စီယံ88ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ30ဒီဂရီဆယ်စီယံ86ဒီဂရီဖာရန်ဟိုက်နဲ့ မန္တလေးမြို့မှာ33ဒီဂရီဆယ်စီယံ62ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ဒီကနေ့ညနေ6:00ခွဲအချိန်မွန်းလွယ်ပသာကျိုးတို့မှာဖန်ရရှိတဲ့ပွဲရာကပ်လီပင်လယ်ပြင်နဲ့ပင်ကလာပင်လယ်တို့မှာ တိမ်တူထနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြဝကျွန်ပေါ်ဒေသတွေမှာတိမ်တူထနေပြီးကျန်ဒေသတွေမှာတိမ်သစ်တမတိမ်တူထနေတာကိုတွေ့ရပါတယ်။ပင်လယ်ပင်လယ်ရောအခြေအနေကတော့ဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုင်းထော်ချက်များအရာ ်ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်ကံလွန်မှာဖြစ်ပေါ်နေတဲ့အာကောင်နဲ့လီဗီးယားနဲ့ရဝင်ဟာဆက်လက်ရှိနေပါတယ်။အဆိုပါအာကောင်နဲ့လီဗီးယားနဲ့ရဝင်ဟာမြောက်ဘက်သို့ပြင်းပြင်းစွာရွေ့လျားနိုင်ပြီးပုံမောအာကောင်နိုင်ငံကနောက်20နှစ်တွင်မုန်တိုင်းငယ်ဖြစ်သောရရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာမုတ်တုံလင်းအားအလွန်ကောင်းနေပါတယ်။မြမပင်လယ်ပြင်မှာမြဝကျုံပေါ်ရခိုင်ကန်ယူနယ်တခြားနယ် ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြာခဏမိုးတက်လေပြင်းများကြက်ရောက်ပြီးလိုင်းလွန်ကြည့်ပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိကုန်မိုင်40မှာ45မိုင်တိတက်ခနိုင်ပါတယ်။လိုင်းပြင်းမှာမြို့ဝကျွန်းပေါ်ရခိုင်ကရင်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ73ဘေမှ95ဘေကန်ရှိနိုင်ပါတယ်။မုံတမကွယ်မွန်းတနင်္သာရီကရင်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှန်ဖန်ရံကမိုးတက်လေပြင်းများကြက်ရောက်ပြီးလှိုင်းကြည့်ရမှာလှိုင်းလွန်ကြည့်ပါမယ်။ မိုးတယ်လေးပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအီကုန်35မိုင်မှာမိုင်40တိတက်ခတ်နိုင်ပါတယ်။လိုင်းမြင်မောင်းမိုးဓမာကွေမိုးတနင်းတိုင်းကမ်းရံတချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးပေမှာ73ပေကန်းရှိနိုင်ပါတယ်။နက်ပြတ်မိုးတဲ့ချိန်ဒီခံမှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစစ်စစ်နဲ့ကချင်ပြည်နယ်စကမ်းနယ်ဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော် ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနယ်ပြောင်းမှုတွေကြောင့်ရွာပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးတို့မှာဒေသအလိုက်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ် နေပြည်တော်နဲ့ဤတဝိုင်းမနက်ပြန်အတွက်မိုးလွယ်သားချင်းနေခမန်းချက်မှာမိုးတစ်ကြိမ်တစ်ကြိမ်ထချုံရောပါမယ်အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယက်60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ27ဒီဂရီဆယ်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတဝိုင်းမနက်ပြန်အတွက်မိုးလွယ်သားချင်းနေခမန်းချက်မှာမိုးအထင်အင့်ထချုံရောပါမယ်အမြင့်ဆုံးမူချိန်မှာ30ဒီဂရီဆယ်စီယက်86ဒီဂရီဖာရန်ဟိုက်နဲ့ အနေအဆုံမူချိန်မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ညတဝိုင်းမနက်ဖြန်အတွက်မိုးလွယ်သားအချိန်နှင့်ခန့်မှန်းကြမှာမိုးတစ်ကြိမ်တစ်ကြိမ်ထစ်ဆုံရွာပါမယ်။အမြင့်ဆုံမူချိန်မှာ32ဒီဂရီဆယ်စီယက်60ဒီဂရီဖာရန်ဟိုက်နဲ့အနေအဆုံမူချိန်မှာ26ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ် ဘကိုရိုင်းဒေသကြီး၊ဟေယာရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာမိုးတချုံပြီးနေရာကွက်ရေမိုးကြီးနိုင်ပါတယ်။အထူးမိုးလေဝသသတင်းဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုက်တော်ချက်များအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအရိတပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အာကောင်နဲ့လီဘီးယားနဲ့ရန်ဝင်းဤအရှိန်ကြောင့်လကောင်းမုတ်တုံလေးအားအလွန်ကောင်းနေခြင်းကြောင့်လကောင်းဒီကနေ့ညနေမှာ2ရက်6လ 2025ရဲ့နှစ်အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကန္ဒနေသကြီးအေရရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စစ်မှာနေရာနံပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်မြို့ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြာခဏမိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းလွင်ကြီးပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိကုန်မိုင်40မှ45မိုင်တီတက်ခနိုင်ပါတယ်။လှိုင်းပြင်းမှာမြဝကျွန်းပေါ်ရခိုင်ကန်ရုံတဲ့ဆောင်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ73ဘီမှ95ဘီကန်ရှိနိုင်ပါတယ်။မုတ်တမကွေမွန်းတနင်္သာရီကန်ရုံတဲ့ဆောင်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာဂျန်ပန်ရခိုင်မိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းကြီးရမှာလှိုင်းလွင်ကြီးပါမယ်။ မိုးတက်လေးပြင်းကြစဉ်ရေးပြင်းမြေပြင်းလေးဟာတနအိကုန်35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြင်းမှာမော်တော်မခွေမွင်းတနင်္သာရီကံရံတခြားနဲ့ကမ်းလွန်ပင်လေးပြင်းတို့မှာကိုးပေမှာ73မီကန်ရှိနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍မိုးတက်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်ရစီလက်ခြင်းမိုးတီကျွေခြင်း လျှက်ရပြန်ရေးကြီးခြင်းနဲ့မြေပြိုခြင်းစားတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်မှသဖြင့်ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင်ငယ်ဆောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေးကြီးရရှင်မှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေးကြောင်းသွားလာရေးလေးကြောင်းပြန်တန်းရေးနှင့်မြမကံရုံတရှောင်းနှင့်ကံလွန်ပင်လေပင်တို့ရှိကံဒီကံဝေးငါးဖက်ရေရင်များတင်မောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည် အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမချမ်းသာကြပါစေရှင်။